အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။တစ်တင်ချီနေကဘာတသိန်းထက်မှာအနောတေတီမြတ်စွာဘုရားပွင့်တော်မူလေတဲ့။ထို့အခါကအရှင်ပါကုလလုံလျာသည်ဇံအပိန်ကြီးရတဲ့ရေတိတပါဖြစ်လေတဲ့။ထို့ရေတိသည်အနောမတေတီဖျားရှင်အားတွားရောက်ဖူးမြော်၍တရဏဂုံတည်လေတဲ့။ဗောဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိ တနေ့တော့အခါအရှင်ဘာကုလလောင်းလျာရည်တည်တည်ဖယားရှင်အားဖူးမြော်ရန်သွားစင်မှာဗုဒ္ဓဖယားရှင်လေနာယောဂဖြစ်နေတော်မူတယ်။ဘယ်စင်းနဲ့ကုတိုင်းတင့်တော်မလဲကုတော်တို့ယဟန်တော်များအချင်းချင်းပြောနေသည့်ဖယားရှင်၏ဝေဒနာကိုသိရလေတယ်။အရှင်ဖယားတို့ဗုဒ္ဓဖယားရှင်၏လေနာယောဂကိုတပြည့်တော်စေဝါဖော်ဆက်ပြီးတော့ကုသခွင့်ပြုပါဖျာအတင်ရစ်ကုသပြီလို့ရစ်တိလေ စံပြန်၍တော်ရင်းတို့သွားကတောင်ချေဝင်းကျင်ရှိဆေးမြင့်စည်ရွယ်များကိုရှာတယ်ထို့နောက်လေနာယောဂပျောက်စီကိုဖော်ဆပ်၍ဖယားရှင်ရှိရာသို့ပြန်လာတော့တယ်အွန်းဖယားရှင်ကိုစေကုသခွင့်ရပြီငါဖော်ဆက်ထားတဲ့စီဟာဖယားရှင်ခန်းစားနေရတဲ့ဝေဒနာပြောက်မှတည်ကြတယ်ဘာဆုတောင်းရင်ကောင်းမလဲအနောမတတိမြတ်စွာဘုရားရှင်မောက်တို့ရောက်ရှိသည့်အခါမှာတော့ယတိတိဖယားရှင်အား လေနာယောဂပျောက်စီကိုစက်ကလူတန်းလေးတယ်။ဤစီကိုသုံးဆောင်တော်မူပါဖျာ။ယသည့်စက်ကသည့်စီကိုတောက်ပီးလျင်ပြည်ချင်း။ဖျားရှင်၏လေနာယောဂသည်ချက်ချင်းပျောက်ကင်းသွားလေတော့တယ်။ယသည့်သည်မြတ်စွာဘုရားရှင်ကျမ်းမာလာသည်ကိုတွေ့ရသည့်အခါဤဝရဏယောဂပျောက်စီကိုလူတန်းရသောကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်ဖြစ်လျာဘဝ၌ဖျားတပည့်တော်၏ခန္ဓာကိုယ်တွင် နွားတို့တညကာလမြပင်အနာရောဂါမဖြစ်ပါစေတည်းဇေလူရသောကာမှုကံအတွေ့ဆူတောင်းခဲ့လေရင်အရှင်ဘာကုလလောင်နေရာရည်တည်သည်ဇန်သမာဘာဖြင့်ဆုတည်သောပြမပီတို့ရောက်ရှိလေတည်းထိုဘဝမှာနောက်ကဘာတသိန်းထက်မှဗဒုမုဒ္ဒရာမျက်စွာဖျားပွင့်တော်မူလေတည်းဗဒုမုဒ္ဒရာမျက်စွာဖျားလက်ထဲဝဲအရှင်ဘာကုလလောင်နေရာသည်ဟန်တာဝရီပြည်၌တချွဲမျိုးရိုးမှလူဖြစ်လာခဲ့လေတည်း တနေ့မှာတော့အရှင်ဘာကူလာလောင်လျာအမျိုးကောင်းသားသည်ဗုဒ္ဓဘုရားရှင်အားဖူးမြော်၍ဗုဒ္ဓသတင်းသုံးတော်မူရာကျောင်းတော်သို့ရောက်ရှိသွားလေတယ်။ဘုရားရှင်၏ရှိတော်မောက်မှာယဟန်တော်များစုဝေးရောက်ရှိနေ၏။အရှင်ဘာကူလာလောင်လျာအမျိုးကောင်းသားသည်ယဟန်ပရိသတ်များနောက်မှဝင်ရောက်၍ဘုရားရှင်အားရှိခိုးကြတော်လေတယ်။ငါရှင်အသင်သည်အနာရောဂါပျောက်ကင်းသောအရာဝယ်အသာဆုံးအမြတ်ဆုံးဖြစ်ပေ၏။ ဗုဒ္ဓဘုရားရှင်သည်ယဟန်တော်တပါးအားအနာရောဂါကင်းသောအရာတွင်အသာဆုံးအမျှဆုံးဧတတဘွဲတို့ကိုပေးလေတယ်။음ငါလည်းဒီလိုဘွဲတို့မျိုးရရင်သိကောင်းမှာပဲ။အရှင်ဘာကုလလောင်းနေရအမျိုးကောင်းသားသည်ဗုဒ္ဓဘုရားရှင်ချီးမြှင့်တော်မူတဲ့ဘွဲတို့ကိုနေတဲ့အားကြမိလေတယ်။နောက်တွင်အရှင်ဘာကုလလောင်းနေရသည်အလူပေးခြင်းတိလဆောက်တင်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်လေတယ်။ထို့နောက် ဗုဒ္ဓဘုရားရှင်အားယုတိစွာရှိခူဥညုကရောပင် အနာယောဂကင်းသောအရာတွင်အေတတဘွယ်သူကိုဆူတောင်းလေတယ်။အတင်သည်ဗဒ္ဒကဘာ၌ဂေါတမမြတ်စွာဘုရားပွင့်တော်မူသည့်အခါအနာယောဂကင်းသောအရာဝဲအတာဆုံးအမြဆုံးအေတတဘွယ်သူရဘာကုလမတိဖြစ်လိမ့်မည်။အရှင်ဘာကုလလောင်းလျာဤဆူတောင်းကိုဗုဒ္ဓဘုရားရှင်ကဗျာဒိတ်ပေးတော်မူလေတယ်။သူဘဝမှတည်ပြီးတဲ့နောက် လူပြည်နဲ့ပြည်တို့တွင်ကျင်လည်ရလေတယ်။ဝိပတိမြတ်စွာဘုရားမပွင့်မီအရှင်ဘာကုလလောင်းလျာသည်ဗန္ဓုမတိမျိုးမှာပုံသားမျိုး၌ဖြစ်လေတယ်။အင်းငါဘုရားဒီပြည်တွင်၃ပုံတင်ကြားတက်မြောက်ရုံနဲ့မပြီးသေးဘူး။အရှင်ဘာကုလလောင်းလျာသည်ဘယ်တွင်အတက်တို့ကိုစွန်ကယတိဝွေ၍ဇန်တမာဘရသည့်အတီအားထုတ်ကြင်ကြံလေတယ်။ဖျားပွင့်တော်မူပြီတဲ့။ဖျားပွင့်တော်မူကြောင်းတည်င်းစကားသည် ။တမျိုးမှတမျိုးတရွာမှတရွာတို့တည်င်းပြန့်နှံ့သွားလေတယ်။ထိုတည်င်းကိုအရှင်ပါကုလလောင်နေရာရစ်တကြီးကြားသိရသည့်အခါမှာဝိပတိမြတ်စွာဘုရားရှင်ထံသို့သွားရောက်ဖူးမျောလေတယ်။ဗုဒ္ဓဘုရားရှင်သည်တန်ခါပေါင်း6တန်း8သိန်းချန်လျက်ခေမအမိရှိရဲ့မိဂရာကုန်တော်ဝဲတည်င်းသုံးနေတော်မူလေတယ်။ထိုအချိန်တွင်ဟိမွန်တာတော်မှအစိတ်ပန်းများပွင့်၍လေနှင့်အတူပါလာတဲ့ပန်းရက်များကို ယဟန်တော်များရှူချိုက်မိကြလေရဲ့အာခေါင်းကိုက်လိုက်တာကိုက်လိုက်တာခေါင်းကလည်းဘူးလိုက်ကိုက်လိုက်နဲ့ဒုက္ခပါပဲဗုဒ္ဓဘုရားရှင်နေအခသဘကတပါးသာခေါင်းကိုက်ဝေဒနာလုကင်၍ဇယဟန်တော်များအလုံးဟာခေါင်းကိုက်ဝေဒနာခံစားကြရတော့တယ်ထို့အခါအချင်းပါကုလလောင်လျာယတိတိစေဝါများဖောဆက်၍ယဟန်တော်များအားကုသပေးလေတယ် တက်တာတော်မူရဲ့လားဖုရားအရှင်ဖုရားဒီစင်းလေးရှူတော်မူပါဖုရားတက်တာတော်မူရဲ့လားဖုရားခေါင်းကိုက်ဝေဒနာပျောက်သွားပါပြီအရှင်ယတိတာရုတာရုတာရုဈေးကိုနန်းရှုပ်ယုံများဖြင့်ယဟန်တော်များအားလုံးဟာခေါင်းကိုက်ဝေဒနာပျောက်ကင်းတော်မူကြသည်တည်းအရှင်ဘာကုလလောင်လျာယတိသည်ဗုဒ္ဓဘုရားရှင်ထံမှသို့ချီကပ်၍ဤကိုဤအဖြစ်မှစ၍ ဖြစ်လျာဘဝတို့၌အနာမရှိသောကုအဖြစ်ကိုရလိုပါ၏အရှင်ဖျာယဟန်တော်များအားဈေးလူရခြင်းအကျိုးတွေဆူတောင်းသည်ဤဘဝမှသေလွန်သော လူပြည်နဲ့ပြည်မြမပြည်တို့၌90တကဘာပတ်လုံးမှကျင်လည်ရပြန်တော်ရင်ဤဘရကဘာတွင်ကတ္တဗဗယရှင်ပွင့်တော်မူသည့်အခါအရှင်ဘာကုလလံလျာသည်ဘာနတိပြည်တွင် အမျိုးသားကောင်းတူဖြစ်လာလေတယ်ကဲ လက်သမားကြီးတို့ကျွန်တော်အင်္ဂါတီးအိမ်ပဲအစ်စ်အိမ်ကိုပြုပြင်ဖို့အတိကလိုအပ်တာကတော့အစ်စ်ပဲတည်ရဖို့အတွက်တိုးရမှာတောင်းဝယ်မှာရမယ်ပြက်နေတဲ့နေရာလေးတွေပြင်ချင်တယ်ဘာတွေလိုအပ်တုံးကြည့်ကြပါဦးတည်ဝယ်ရန်အတွက်လက်သမားများနေအတူတိုးရတူရတို့တည်ဝယ်သွားလေတော့တယ်တည်ဝယ်ရမှာအပြန်လန်ခီးမှာကျောင်းပြတ်ကြီးတစ်စံကိုတွေ့ရပြီး အရှင်ပါကုလလောင်ရာဤစိတ်ထဲမှာပြောင်းလဲသွားလေတယ် อืมငါအိမ်ဟာငါနဲ့အတူတန်တရာတလျှောက်တို့လိုက်ပါမည်မဟုတ်တန်တရာမှာငါနဲ့အတူပါမဲ့ကုသူသာအလင်းတက်မိတော့တယ်ငါအိမ်ကို ပြင်ဆောက်ဖို့အတွက်ဆန်းကတ်ချောင်းအောင်မှာအိုးလဲဆရာကြီးတို့ကျောင်းပြကြီးစီကိုမောင်းကြဗျာမိမိအိမ်ကိုပြုပြင်မြင့်တင်များဖြင့်ကျောင်းပြကြီးကိုအရန်တက်ပါလာတဲ့လက်သမားဆရာများနဲ့ပြုပြင်လေတယ်လက်သမားဆရာကြီးတို့ဆောက်လက်စားနဲ့ ဒီနားမှာတိမ်သစ်တစ်စောင်ကိုစောက်ပေးပါဟိုနားမှာစွန်းစာကျောင်းဆောင်တစ်တလုံးကိုထပ်စောက်ပေးကြပါအောင်ဗျာတိမ်စွန်းစာကျောင်းကုနီစေးကျောင်းဆောင်အတိတို့ကိုစောက်လို့လူတန်းခဲလေးတယ်ထို့နောက်ယဟန်တော်သုံးဆောင်နိုင်ရဲ့အတွက်အလို့ငါစားစီတောက်စီရှူစီအမျိုးမျိုးကိုလူခဲတယ်ဤတို့လူတန်းရသောကုသိုလ်ကောင်းမှုအကျိုးကြောင့်ဖျားတပိတော်သည် ဖြစ်လျာဘဝတိုင်းမှာတော့အနာရောဂါမရှိတော်သူ ဖြစ်ပါစေတည်းဆုတောင်း၍အရှင်ဘာကုလလောင်းလျာသည်ဒီဘဝတွင်လူမြောက်ပြီးတဲ့နောက်ကတ္တပဘုရားနှင့်ဂေါတမဘုရားနှစ်စုတို့အကြာ၌မရေတွက်နိုင်သည့်နေပေါင်းများစွာလူနာဖြစ်ခဲ့ရလေတဲ့အရှင်ဘာကုလလောင်းလျာသည်ဂေါတမမြတ်စွာဘုရားပွင့်တော်မူမီကာတပိပိတထေကတော်ကြီးဤဝန်၌ပရိသေရီတဲလေတဲ့ကိုလာလေ၍ဆယ်လာကြသည့်အခါ အချင်းပါကုလလောင်းလျာလေးဖွားမြင်တော်မူလေတဲ့။ဘာလေးလဲအထိန်တော်ကြီး။ယောက်ျားလေးပါတတိကတော်ကြီး။ကောင်းလီစာကွယ်သူ။ဒါလီကျင်းမအောင်အသက်ရှိအောင်လို့ရမုံတာမြစ်ထဲမှာခေါင်းစီနဲ့ရေချိုပေးလိုက်ပါအထိန်တော်ကြီးရဲ့။အထိန်တော်ကြီးလေတတိကတော်ကြီးစေခမ်းသည့်အတိုင်းရမုံတာမြစ်ကန်သို့သွားခဲ့လီတော်တဲ့။ကံပါရင် ပစ္စည်းပစ္စယများကိုခြာ၍ ကလေးငယ်နေအတူရမုံနာမြစ်တွင်သို့ဆင်းသက်လေတော့တယ်။ကလေးငယ်သည်ရင်내အထီသည်နှင့်ငိုလေတော့တယ်။အထင်းတော်ကြီးသည်ကလေးငယ်၏ဦးခေါင်းကိုပုတ်တဆေးကြွ၍ရေချိုးပေးနေတော့တယ်။အဲ့ဒီချိန်မှာပဲမြစ်အတွင်မှငါးကြီးတစ်ကောင်ပေါ်လာပြီးတော့ကလေးငယ်အားအစာအမဖြင့်မျိုးဟ၍ပြေးလီတော့တယ်။အမလေးတော်ကဲတော်မူချပါရှင်။ကလေးကိုငါးကြီးဆွဲသွားလို့ကဲကြပါအောင်။ အထိန်တော်ကြီးသည်ပတ်ဝန်းကျင်သို့အော်ခိအကူကြီးတောင်း၍ငိုကျွေးနေတော်တယ်။ကလေးကိုမျိုးချနိုင်တဲ့ငါခတ်တည်တည်တော့မဟုတ်တန်ကောင်းဘူး။ကိုရင်တို့တော်တော်ကြီးတဲ့ငါဖြစ်လိမ့်မယ်။စင်းစားညာရှိတဲ့တငါသေးကြီးတူကဥဆောင်စီစဉ်ပေးလိုက်လေ။ကုံပြစ်နေုံနဲ့မပြီးဘူး။ဟိုဘက်ကနေပိုက်တန်းတွေခြားကြဟဲ့။တနေကုန်တနေခံငါကြီးအားဖမ်းကြသည့်တိုင်မမိပဲလွတ်ထွက်သွားလိတော့တယ်။ ကလေးငယ်ငါးမျိုးခံရသည်ကိုတထေကြီးနှင့်တထေကတော်ကြီးတို့တင်းကြ၍ရမုံနာမြစ်ကန်သို့လာ၍ကြီးကြလျော်တယ်။တထေကတော်ကြီးသည်တားငယ်ဤပစ္စည်းများကိုကြည့်၍ဝန်းနေခြင်းများစွာနှင့်ငိုကြွေးနေတော်တယ်။အထင်းတော်ကြီးရဲ့ကလေးငါးမျိုးခံရလောက်အောင်လှုပ်ရလေချင်းဟဲ့။အိုးရှင်မရဲ့တရားနဲ့ဖြေမပေါ့တိတ်တော့နော်။ကလေးငယ်ကိုမျိုးချထားတဲ့ငါးကြီးသည် ရေစုံအတိုင်းကူးခတ်သွားလျော်တယ်။ ကလေးငယ်ဤဖုံးတကူကြောင့်ငါကြီးသည် သူ့အလိုလိုတေးသွားလေတယ်။ထို့နောက်ဘာနတီပြည်မှတင်္ဂါတဲ့တူဦးရဲ့ပိုက်တန်းမှာဖမ်းမိလေတော့တယ်။တင်္ဂါတဲ့လည်းအခြားဖို့သူနဲ့ငါကြီးအားဝလုံးဖြစ်ရှုထမ်းပြီးတော့ဘာနတီမြို့သို့သွားလေတော့တယ်။ငါပြို့ငါလာပါအောင်ဟင်ရှင်တို့ငါကြီးရလဲကြီးလိုက်တာမဝင်နိုင်သေးပါဘူးတော့မြို့ရင်းတို့လက်လက်ရောင်းချလျင် ငါကကြီးလွန်၍ဝယ်ယူနိုင်မည်သူမရှိပြုတ်တထေးကတော်ကြီးငါဝယ်အောင်မလားဘာနတိမျိုးမှတထေးကတော်ကြီးလည်းအိမ်ရှိမှခေါ်တန်းကြသဖြင့်အိမ်ရှိမှခေါ်တန်းကြသဖြင့်ထွက်လာလေတော့တယ်ဘာကိစ္စများလဲမောင်ရင်တို့ငါများဝယ်အောင်မလားလို့ပါတထေးကတော်ကြီးအိုးငါကကြီးလာကြီးလားဘယ်စီပြရမှာလဲတငါတဲ့တို့ထံမှတင့်တင့်သောဇီနုံဖြင့်ဝယ်ယူလိုက်လေတော့တယ် စားဝတ်ဆောင်တဲ့သူငါးကြီးရောက်ရှိသည့်အခါတထေးကတော်ကြီးကအင်းဒီငါးကြီးကိုတခါတည်းချက်လို့တော့မဖြစ်ဘူးအကြော်တစ်မျိုးအချက်တစ်မျိုးအချောက်တစ်မျိုးလှုပ်ထားမှပဲအယိုးတခြားအသားတခြားချိရအောင်လို့ကြောဘက်ကနေခွဲရမယ်ဒါကြီးတချောင်းကိုယူကကြောဘက်မှာခွဲစိတ်လီတော့တယ်အလိုငါးကြီးရဲ့ဝမ်းပိုက်တွေကခလေးငယ်လေးပါလားငါးကြီးဝမ်းပိုက်တဲ့အတွင်မှာခလေးငယ်ကိုတထေးကတော်ကြီးက ထောက်ယူမှချီလိုက်လေတယ်။မောင်ကြီးမောင်ကြီးဟောဒီငါကြီးရဲ့ဝင်းမိုက်တွေကခလေးလေးတော့တထေးကတော်ကြီးရဲ့အော်တန်ကြောင့်တထေးကြီးဟာစပိုးဆောင်အတွင်းမှာအပြေလွာရောက်ရှိလာတော့တယ်။ဟဲခလေးလေးကချစ်စရာကောင်းလိုက်တာ။ပေးစမ်းပေးစမ်းအသားလည်းရွှေလိုဝင်းလိုပါလား။ရှင်မရဲ့တထေးကြီးဒီခလေးငယ်ကိုတူတူရပွေဖက်နန်းရှုပ်လိုက်တော့တယ်။မောင်ကြီးရဲ့ ရှင်မတို့မှတားသမီးမရှိတာနဲ့အတော်ပဲဒီကလေးကိုမွေးစားရအောင်နော်ကောင်းတာပေါ့ရှင်မရဲ့ကိုနဲ့ထိုင်လို့ရရတဲ့သားပဲဘာနတိပြည်တွင်ငါကြီးဝမ်းပိုက်အတွင်မှကလေးငယ်ရသည့်တည်ရင်လေကောသမီးပြည်သူရောက်ရှိလာလေတော့တယ်တထေးကတော်ကြီးဘာနတိပြည်မှာကလေးတယောက်ငါဝမ်းပိုက်တည်းကနေရတယ်လို့ကြားရတယ်အဲ့ဒါတထေးကတော်ကြီးရဲ့တာလီများဖြစ်နေမလားလို့ပါတေချာရဲ့လားအထင်းတော်ကြီးရဲ့ အဲ့ကလေးကရောဘသူစီမာတယ်လေဘာနတိကတထေးကတော်ကြီးကငွေစားထားရလို့ကြားရပါတယ်ဂေါ်တပေပြည်မှာတထေးကြီးတို့ဇနီးမောင်နှံသည် အချွေရံများနေအတူဘာနတိပြည်သို့ထွက်သွားကြလိမ့်တယ်တထေးကြီးအိမ်သို့ရောက်ရှိသည့်အခါအကြောင်းစုံကို ပြောပြကြလိမ့်တယ်တယ်လေနားထောင်ကောင်းတဲ့ဒဏ္ဍာရီပုံပြတပုတ်ပါလားတထေးဒီကလေးကိုလူချင်းလို့ညာနေတာမဟုတ်လားဟုတ်တာရှိလို့လေတက်တည်ပြတ်နိုင်လို့လား ကလေးရဲ့အသားရောင်ဟာတာမန်လူတွေနဲ့မတူပဲရွှေလိုဝင်းနေပါတယ်အရှင်သတိမင်းနောက်တစ်ချက်ကကလေးငယ်ဟာဟောဒီထိန်းတော်ကြီးရဲ့လက်ထဲကနေရေချွေးနဲ့ငါဟခံရတာပါဂေါသဘိသတိကြီးရဲ့တက်တည်စကားကြောင့်ဘာနတီကသတိကြီးရဲ့မျက်နှာမကောင်းဖြစ်သွားလေတော့တယ်တားလေးကိုပြပါဦးကျွန်မကြည့်ချင်လာပြီဘာနတီမှသတိကတော်ကြီးသည်တားငယ်ကို ပွေ့ချီ၍ထက်လာပြီးရဲ့နော် ရှုပ်ရှုပ်ရှက်ရှက်တွေမလုံနေကြနဲ့ဒါကျမတို့သားဟဲဟုတ်တယ်ဒီကလေးဟာတတိကတော်ကြီးရဲ့သားလေးပဲကလေးငယ်ကိုမြင်တွေ့၍ကောသပင်ပြင်မှာတတိကတော်ကြီးရဲ့အထင်းတော်ကတက်တည်ထွက်ဆူခဲ့တော်တယ်ဘာဖြစ်လို့မပေးနိုင်ရတာလဲရှင်ရှင်တို့ပဲတွေ့ကြည့်ကြလေဒီကလေးဟာရေထဲကရက်လာတဲ့ကလေးပဲရေအစုံကုန်းတဝက်ဆိုတဲ့စကားကိုကြားဘူးရင်တော့ရှင်တို့ပြတ်မှုကောင်းပြီဒါစကားအရပြောတာပဲ ဒါတားရှင်ပဲကျမကလေးကိုပြန်ပေးပါတထေးကတော်ကြီးနူဟာကလေးငယ်အတွက်စကားအကြီးကျယ်အငင်းခုန်ဖြစ်ကြတော့တယ်ကဲတော်ကြပါတော့ဗျာရှင်မလည်းတော်တော့ဒီလိုငင်းခုန်နေရင်ပြီးမှာမဟုတ်ဘူးတရရောက်စီကအဆုံးဖြတ်ယူမဖြစ်မယ်အကောင်းဆုံးကတော့ဘာနတိမင်းကြီးစီကအဆုံးဖြတ်ကိုယူဖို့အကောင်းဆုံးပဲကောသဘီပြင်မတထေးကြီးကကြားဖြတ်ပြီးတော့အကြံဉာဏ်ပေးလိုက်တော်တယ်ဟုတ်တယ် အတင်သတိမိရဲ့စကားဟာတရားများတမှုရှိရဲ့ဒီတော့ဒီကလေးဟာသူရထက်တယ်ငါရထက်တယ်ဆိုတော့ဆုံးဖြတ်လို့မတင့်တော်ပြီဘူးဒီအတွက်ကလေးငယ်ဟာမိဘနှူးစီရဲ့အိမ်မှာတနေ့ခွဲစီအလဲကျနေစီဘာနတိမင်းကြီးကညတစွာ ဆုံးဖြတ်ပေးလိုက်လေတယ်တနေ့ခွဲဆိုတာများလာပါတယ်ဖေဟာကောသဘေတတိကမင်းကြီးအားလျှောက်ထားလေတယ်ကဲဒါဖြင့်ထက်ဝက်လျှော့ပြီးတော့ရှစ်လစီအလဲကျနေစီဗျာမလှပါ ါလဲများပါသေးတယ်ဖျားမင်းကြီးအဆုံးဖြတ်ကိုဘာနတိမတတိကတော်ကထပ်မံလျှောက်ထားပြန်လေတယ်ကဲဒါဆိုရင်လေးလားစီဆိုရင်ကောတင်ပြပါပြီဖျားမင်းကြီးအဆုံးဖြတ်ကိုနှုတ်ဦးနှစ်ဖက်ကျင်းနာစွာနဲ့ခံယူလိုက်ကြလေတယ်ထိုးကလေးငယ်ရောက်ရှိသည့်နေ့မှစ၍တတိနှုတ်ဦးစလုံးလာလာပါ ပေါ်များကကြောစောချင်းတို့ရောက်လေတော့တယ်ကလေးငယ်ဤအမိကိုလေမိဘများနှုတ်ဦးနှစ်ဖက်ကျင်းနာစွာ ဘာကုလကုမာရာဟု အမိမက်ခေါ်ကြလေတယ်။ဘာကုလကုမာရာသည်ကောတဘိနှင့်ဘာနတိပိရှိမိဘနှူးထံမှလေးလစီအလက်ကြနေထိုင်ကြလေတယ်။ချစ်တာဘာကုလဘာနတိမှာလေးလအထိအခုပဲနေနော်။ချစ်တာပြန်လာမယ့်နေရာမမရရဝါဆိုလာမယ့်နေနော်။စိတ်ချပါမမရဲ့။အဲ့ရက်ကိုတားရအောင်ပြန်လာပါမယ်။ ဘာကုလကုမာရသည် ကောသဘီနှင့်ဘာနတိပြည်တို့မှအလဲကျနေထိုင်၍အသက်80အရွယ်တိတထေးစည်းစိမ်ကိုခန်းစားရလေတယ်။ဘာကုလ၏အသက်80ဖြစ်သောအချိန်တွင်ဂေါတမမြတ်စွာဘုရားပွင့်တော်မူလေတယ်။ဗုဒ္ဓဘုရားရှင်သည်ရေဦးစာပင်စဝကင်ငါဦးတို့အားတရားဦးဓမ္မစကြာတရားတော်တို့ကိုဟောကြားတော်မူပြီးတဲ့နောက်ဒေတာစာရေးကြွားချီတော်မူလေတယ်။ဘာကုလသည် ငယ်ရွယ်စဉ်ကပင်မောင်မမိတ်တံများချင်ရည်ရဲ့တကြမင်းစည်းစိမ်ကဲ့သို့ပြက်တလုံးဆောင်ပြက်တလုံးဆောင်၌နေလီတဲ့ဂေါတဘီပြည်သူမဟုတ်ဗာနတိပြည်တွင်နေထိုင်၍လေးလပြည်သို့အခါရှမုံနာမြေကြောင့်အတိုင်းကိုရွှေလေးရွှေဖောင်ဖြင့်ပြန်သွားလေရှိနေတော်တယ်။ဘာကုလဤအသွားအပြန်ခီးတို့ကမောင်မမိတ်တံချွေရပြိတ္တများနှင့်ပျော်ရွှင်ပွဲကောင်းလေစွာ ။ဒီနေ့တော့ဗုဒ္ဓဘုရားရှင်သည်ယဟန်တန်ကအချွေယံပရိသတ်များနဲ့ကောသဘီတို့ဒေသစာရေးကြွချီတော်မူလာလေတဲ့။ထို့အခါဘာကုလလည်းကောသဘီရှိမိမများ အထံသို့ရောက်ရှိနေကြလေတော့တဲ့။ဗုဒ္ဓမြတ်စွာဘုရားကြွလာတော်မူတယ်လို့ဆိုပါလား။အင်းဘုရားရှင်စီမှာငါသွားပြီးတော့ဖူးမြော်ကြတော့အောင်မှာဘာကုလတထေသည် လူဝဲဝိထုပစ္စည်းများနဲ့ ဖျားရှင်တည်င်းသုံးတော်မူရာကျောင်းတော်သို့သွားရောက်၍ဘူဇဂရော့ပြီဗုဒ္ဓရှင်တော်မြတ်ဖျားဟောကြားတော်မူတဲ့တရားများကိုနာကြားလေတော့တယ်။음ဗုဒ္ဓရှင်တော်မြတ်ဖျားဟောကြားတော်မူတဲ့အတိုင်းဆိုရင်တော့တန်တရာဝဲဩကရက်ကမလွတ်ကင်းသမျှစိရဲ့ဒုက္ခတွေတွေ့ရအောင်ပါပါလား။ဘာကုလတတိစေဝေယဟန်ပြုလို့စေဖြစ်ပေါ်လာတော့တယ်။ဗုဒ္ဓရှင်တော်မြတ်ဖျားဤတရားတော်များကိုနာကြားပြီးသည့်အခါ ဘာကုလတတိသည်ဖျားရှင်တန်မှချီကပ်ပြီးဖုံးတော်ကြီးမြတ်တော်မူသောမြတ်စွာဘုရားတပည့်တော်အားအစဉ်သနာသောအပြင်ယဟန်ပြုခွင့်ပေးတော်မူပါဖျားတရာတရားကြီးစွာဖြင့်တာသနာဝင်တဲ့ယဟန်အဖြစ်ကိုခွင့်တောင်းတော်မူခဲ့လေတယ်အနှိမ့်စဒုက္ခအနတ္တာရုပ်နံသည်မမြဲသောအနှိမ့်စတရားပါတကားရုပ်နံသည်စည်ရသောဒုက္ခတရားပါတကားရုပ်နံသည် အနိတာရာမဟုတ်သောအနတ္တတရားပါတကားအရှင်ဘာကုလမထေရသည်ဗုဒ္ဓရှင်တော်မြတ်ဖျားဟောကြားတော်မူသောတရားတော်များကိုအားထုတ်တော်မူရာ ရှိရမြောက်တော်နေမှာပင်ယဟနာဖြစ်တော်မူခဲ့လေတဲ့ရှင်ဖျားဒါကစေးပါဖျားတပည့်တော်မတို့ကလည်းသင်ကန်းလူတန်းမာတယ်ဖျားအရှင်ဘာကုလမထေရသည်ယဟန်ဘုရားသို့ရောက်သည့်အခါသစ္စည်းလေးပါချွတ်တဲ့ခြင်းဟူ၍မရှိလောက်အောင် လာရောက်လူတန်းသူကများပြားလာလေတယ်။လူတန်းသူတည်းကဒေဂါမများကလည်းအရှင်ဘာကုလမတေတရင်300ကျောင်းဝဲဝင်လာပါစေတဲတဲ့တယ်။အရှင်ဘာကုလမထေကြီးများကံကောင်းလိုက်တာဖေဟာ။ဒီလောက်အသက်အရွယ်ကြီးရင်လာတာတောင်မှယောဂဝေဒနာဖြစ်တယ်ဆိုတာမကြောက်ဘူးကွာ။ဟုတ်တယ်။ဒီလောက်အသက်အရွယ်ကြီးရင်လာတာတောင်မှယောဂဝေဒနာ ဖြစ်တယ်ဆိုတာမကြောက်ရဘူးဘူး။ဟုတ်တယ်။ တန်းနဲ့ကြီးဆက်တယ်ဆိုတာတောင်မှမမြင်ရဘူးအတိတ်ကုသိုလ်ကံနဲ့ဆူတောင်းကောင်းလိုက်တာဖျားယဟန်တော်များအကြမှာတော့အရှင်ဘာကုလမတိဤစာနာယောဂကင်းတဲ့တည်င်းစကားမှာငွေပြက်လျက်ရှိနေတော့တယ်အရှင်ဘာကုလမတိဤအနာယောဂကင်းပါမှုသည်နတာတရှုတို့တညိမြပင်အနာယောဂမခံစားဘူးချင်းကိုရောအရှင်ဘာကုလမထေကြီးကကိုရောတို့တည်င်းသုံးပါမလားဟုတ်ပါတယ်ဖျား ဘာဖြစ်လို့လဲ။အိုးနေထိုင်မကောင်းတာတွေ့ဘူးဘူးအပတ်ထား။ကြောမိထိုင်တာကျမ်းမြေပေါ်မှာကြောခင်းအိတ်တာတော့မှ မတွေ့ရဘူးပါဘူးရှင်။အခြားတော့မဟုတ်ဘူးကိုရောရဲ့။နေထိုင်မကောင်းတာများတွေ့ဘူးသလားလို့ပါ။ငါရှင်တို့ဒီနေ့စွန်းစားပြီးချိန်မှာတော့ဇေဒဝန်အကြောင်းတော့ဓမ္မတပင်ခမ်းမှာစုယုံတော်မူကြပါဖေ။ဗုဒ္ဓဘုရားရှင်ကိုရောတိုင်းကြောက်ရွံ့၍ထိုင်းတဲ့သောယဟန်တော်တို့ကိုအေတတပွဲတို့ကို ်ချင်းမြပါလိမ့်မယ်ဖျားအရှင်အာနန္ဒာမထေရီကျောင်းစီလက်လက်၍တန်ကားတော့အရှင်မြတ်တို့အားလိုက်လံနိုးဆော်နေတော့တယ်စွန်းစားပြီးချိန်မှာယဟန်တော်များအားလုံးစေတဝင်ကျောင်းတော်၌ဓမ္မတပင်ခမ်းမကိုစုဝေရောက်ရှိလာကြတော့တယ်ဘုရားဖျားရှင်ကြွချီတော်မူလာသည့်အခါယဟန်တော်များအားလုံးတင့်ဆက်ညီတည်းလည်းရှိနေတော်တယ်ဗုဒ္ဓဘုရားရှင်သည် ကြည်လင်အေးမြတ်တရားသောအတန်တော်ဖြင့် အရှင်ဘာကုလမထေရသည်ငါဖျား၏တပိတာဝကတို့တွင်အနာယောဂကင်းသည့်အရာ၌အတာဆုံးအမြဆုံးဖြစ်ပေတယ်။အရှင်ဘာကုလမထေအားဧကြကြဘွယ်သူကိုချီးမြှင့်တော်မူရာတာရုခောတန်တို့ကဘဝဉဏ်လျက်သွားပြီးတော့တယ်။အရှင်ဘာကုလမထေသည်ကျမ်းမာတော်မူသည်ဖြင့်တက်တော်160ရှိပြီဖြစ်ပေတယ်။အရှင်ဖျားတို့ကြွတော်မူကြပါဒီနေ့တပိတော်ဟာ ပရိနိဗ္ဗာန်ဆံဝင်ပါတော့မယ်ဖျာပရိနိဗ္ဗာန်ဆံဝင်မည်နေတွင် သူကိုယ်တိုင်ကြောင်းစဉ်လက်လည်၍ယဟန်တော်တို့ကို ပင်ခေါ်လေရင်ယဟန်တော်များစူယုံရောက်ရှိလာသည့်အခါအရှင်ပါကုလမထေကြီးသည်ယဟန်တော်တို့အားတောင်းမှန်အပ်သော အရာတို့ကိုရှောက်ထားအပ်ပေတယ်ပရိနိဗ္ဗာန်ပြုကားနေအချိန်သို့ရောက်ရှိလာသည့်အခါအေငါခန္ဓာကိုယ်ကြောင့်တရင်သုံးပေါ်ယဟန်တော်တို့အားကြောက်ကြမှုမဖြစ်ပါစေနှင့် မိမိကိုယ်တိုင်စင်ကျင်သုံးသပ်၍တေဇောကတန်းဆံဝင်စားတော်မူလေတဲ့ပြိဋိဘံဆံဝင်သည့်အခါအရှင်ဘာကုလမတိခန္ဓာကိုယ်မတေဇောတက်ပါဟုံးနေထ၍လောင်ကျွမ်းကအယူအသွေးအသားရီတို့မှမူလီပန်းကုန်အစဉ်ရှိတဲ့ဓာတ်တော်တို့သာကျွေးလီတော်လေတဲ့ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့အားပေးစောင့်မျှော်နှာစင်ပေးပါဦးရှင်။ကျေးဇူးတင်ပါတယ်ရှင်။